ားအလုံးမဲမင်္ဂလာပါဗျာဒီနေ့က2025အောက်တိုဘာလ16ရက်နေ့ဖြစ်ပါတယ်နော်မနေ့ကမျိုးသမီးတူကအကိုတဲ့စိတ်ဆိုတာပါလေတဲ့ဘယ်နေရာမှာရှိတာလဲမနေ့ကမေးသွားတယ်သူ့တော့အချင်းချင်းလေးရှင်းပြလိုက်ပါတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာကြီးရဲ့အဓိကပြဿနာကမူရင်းမျက်စွာဘုရားခေါ်တဲ့ပါဠိတော်တွေကိုမဖတ်ကြအောင်မနာကြအောင်မနာတဲ့အခါကျတော့ကျွန်တော်တို့ခန္ဓာကိုယ်အကြောင်းကိုကျွန်တော်တို့မသိကြအောင်မျက်စွာဘုရားကဒီခန္ဓာကိုယ်အကြောင်းကိုပဲဟောတာဒီခန္ဓာကိုယ်ရဲ့ အမှုရာတွေစိတ်မှုရာတွေကိုယ်မှုရာတွေကိုသိအောင်စောင့်ကြည့်ခိုင်းနေဒီသဘောတရားတွေကိုသိလာလို့ရှိရင်ခံကိုယ်ခန္ဓာကိုသိလို့ရှိရင်လောကယူသိတာပဲလောကအရှိတရားကိုသိသွားတာပဲဒါကြောင့်လို့ကိုယ့်ကိုယ်ကိုစောင့်ကြည့်တဲ့အလုပ်ကိုမြတ်စွာဘုရားကလုပ်ခိုင်းတယ်အဲ့ဒါကိုစောင့်ကြည့်ဖို့အတွက်ကိုမြတ်စွာဘုရားကတရားတွေကိုဟောတာခန္ဓာရဲ့သဘောတရားတွေကိုဟောတယ်ဒီစီမပဏာနာသာပါဠိတော်မှာမဟာဝေဒနာတုတ်ဆိုတာရှိတယ်။အဲ့ဒီတုတ်ထဲမှာအရှင်ကောဋ္ဌိကနေပြီးတော့ အရှင်သာရိပုတ္တရာကိုမေးခွန်းနေမေးတာတုတ်တိုင်ကြီးကတော့အရှိကြီးပဲပေါ့နော်အဲ့ဒီထဲမှာနည်းနည်းလေးဖြတ်ပြီးတော့ဒီဟာနဲ့ပတ်သက်ပြီးပြောပြအိမ်တွင်၅ပါးလို့ခေါ်တယ်အဲ့ဒီအိမ်တွင်၅ပါးဆိုတာဘာလဲတဲ့မျက်လုံးအိမ်တွေတဲ့နားအိမ်တွေနှာခေါင်းအိမ်တွေရှာအိမ်တွေကိုယ်အိမ်တွေတဲ့အဲ့ဒါအိမ်တွေ၅ပါးပဲဒီကိုယ်အိမ်ဒီကိုယ်လုံးကြီးကိုတကိုယ်လုံးလို့ပြောလိုက်ရင်ရရတာ ਨੇ ဘာဖြစ်လို့အိမ်တွေ၅ပါးဆိုပြီးခွဲပြောရလဲလို့မေးလို့ရှိရင် တို့ကအာယုံခံစနစ်တွေဖြစ်တယ်။ကာမဂုဏ်ကိုခံစားတဲ့အာယုံခံစနစ်တွေဖြစ်တယ်။မျက်စိရလည်းအစင်းနဲ့အလှလှပပလေးတွေမြင်တာကိုခံစားခြင်း။အဲ့ဒီမျက်စိမှာပဲစိတ်ကလာဖြစ်တာ။စိတ်ကဘယ်မှာဖြစ်လဲဆိုတော့မျက်စိမှာပဲဖြစ်တာ။မျက်စိကန်းနေတဲ့လူမှာမြင်စိမ့်မဖြစ်ဘူး။မျက်စိရှိနေတဲ့လူမျက်စိထဲမှာတချို့ကမျက်စိတော့ရှိတယ်ဒါပေမဲ့မျက်စိထဲမှာစက္ကုပ္ပတာရဆိုတဲ့ဓာတ်ကလေးမရှိဘူး။အယုတ်ယုတ်ဓာတ်ကလေးမရှိဘူး။အဲ့ဒီစက္ကုပ္ပတာရလေးမရှိလို့ရှိရင် မြင်စိတ်မဖြစ်ဘူးမြင်စိတ်ကဘာမှဖြစ်လဲဆိုတော့အဲ့ဒီစကုပ္ပတာရဘောမှာဖြစ်တာဒါဆိုရင်ကြားစိတ်ကရောဘာမှဖြစ်ဆိုနားထဲမှာပတာရဓာတ်ရှိတယ်အဲ့နားထဲကပတာရဓာတ်ကလေးကိုတချို့နားကန်းနေတယ်မကြောက်ဘူးနားတော့ရှိတယ်မကြောက်ဘူးအဲ့ဒါအထဲထဲမှာပတာရဓာတ်မရှိဘူးအဲ့ဒီပတာရဓာတ်ဘောမှာကြားစိတ်ဖြစ်တယ်အဲ့တော့ဒီစိတ်တွေကဘာမှဖြစ်လဲဆိုတော့တကူလုံးမှာဖြစ်နေတာ ခန္ဓာကိုယ်အနှံ့ပြားမှာဖြစ်တယ်။ဒါပေမဲ့သူ့ရဲ့အာရုံခံစနစ်ပေါ်မှာမူတည်ပြီးတော့တစ်ခုနဲ့တစ်ခုကကြော်လွန်ပြီးမသိနိုင်ဘူး။နားကလည်းမမြင်နိုင်ဘူး။မျက်စိကလည်းမကြားနိုင်ဘူး။အခုကျွန်တော်ပြောနေတဲ့စကားတွေကိုခင်ဗျားအတန်ပိတ်ပြီးကြည်လိုက်။ကျွန်တော်ပါဇက်ဘလောက်လို့လို့ကျွန်တော်ဗာပြောနေတယ်ဆိုတော့ခင်ဗျားတို့မသိနိုင်ဘူး။ဘာဖြစ်လို့မြင်တဲ့အမြင်ကအကြအာယုံကိုအလုံးလုံးပြေးနိုင်အောင်လေနားကပဲအလုံးလုံးပြေးနိုင်တာအဲအဲ့ဒီသဘောတရားပဲစိတ်တွေကဘယ်မှာဖြစ်လဲဆိုတော့ဒီအာယုံခံစနစ်တွေပေါ်မှာဖြစ်တယ် အဲ့ဒါကိုတခါထက်ပြီးတော့မေးတယ်အရှင်မကောဒီကဒီအိမ်လေး၅ပါးကားတဲ့ဘာကိုဆွဲမိပြီးတော့တည်တယ်လဲတဲ့ဆိုတော့ဇီဝိတ္တင်တွေကိုဆွဲပြီးတည်ရဲ့တဲ့ဇီဝိတ္တင်တွေဆိုတာအတက်ဒီအိမ်တွေဒီခန္ဓာကိုယ်လို့ပြောလိုက်လို့ရှိရင်အထဲကအုံနောက်တွေရောကလီစာတွေရောနှလုံးတွေရောအဆုတ်တွေရောအကုန်ပါသွားပြီဒီအပေါ်မှာရှိနေတဲ့မျက်စိနားနာလျှာကိုဆိုတော့ဘာဖြစ်လို့ခွဲပြီးပြောရလဲဆိုတော့ခုနပြောသလိုအာယုန်ခံစနစ်ကိုခွဲပြီးပြောတာ ဲ့တော့ဒီအာယုန်ခံစနစ်ကိုခွဲပြီးပြောလိုက်တဲ့အခါမှာဒီအာယုန်ခံစနစ်တွေတကူလုံးဒီဘာကိုဆွဲပြီးတည်လဲဆိုတော့ဇီဝိတ္တင်တွေကိုဆွဲပြီးတည်တယ်အတက်ပေါ့မျက်စိရဲ့အတက်ကမျက်စိမှာပဲရှိတယ်နားရဲ့အတက်ကနားမှာပဲရှိတယ်တချို့မျက်လုံးတွေပုတ်ပြီးတော့ပေါက်သွားတာဒီပါလေညင်မိုးတယ်မလားတချို့တွေမျက်လုံးတိတ်ဆွဲပြီးတော့မျက်လုံးကြီးပေါက်ထွက်သွားတာပေါ့အဲ့ဒီမျက်လုံးတွေမှာဇီဝိတ္တင်တွေမရှိတော့တာတချို့လက်ပုတ်ခြေပုတ်ယောဂါတွေဖြစ်တယ်လက်တွေခြေောက်တွေကချုပ်လို့မရတော့ဘူးပုတ်လာတက်ဖြည်းဖြည်းနဲ့ အဲ့ဒါဘာလဲဆိုဇီဝိတိန်ဂရီမရှိတော့တာအသက်ဆိုတာလည်းအဲ့ဒီလိုပဲတကောလုံးအပြန့်ပြန်းမှရှိတာအသက်ဆိုတာအကောင်လေးတကောင်မဟုတ်ဘူးမျက်လုံးမှာဇီဝိတိန်ဂရီမရှိတော့ဘူးဆိုရင်မျက်လုံးကန်းသွားတာပဲအဲ့ဒီမျက်လုံးကြီးပေါက်ထွက်သွားတာပဲအဲ့ဒီလိုပဲနှလုံးမှာဇီဝိတိန်ဂရီမရှိတော့နှလုံးပြက်စီးတယ်ကြောက်ကမှာဇီဝိတိန်ဂရီမရှိရင်ကြောက်ကပြက်စီးတယ်ဒါကဇီဝိတိန်ဂရီဆိုတဲ့အသက်ဇီဝဓာတ်ပေါ့အသက်ဓာတ်နောက်တစ်ခါကျတော့ကံမစတေဇောတဲ့ကံမစတေဇောကံမစတေဇောကကြတော့ ဲ့ဒီဇီဝိတိန်တွေကိုမှီပြီးဖြစ်တယ်တဲ့ဆိုတော့ဇီဝိတိန်တွေနဲ့ကမ္မကမ္မဇတေဇောကအတွဲလိုက်ရှိနေတာကမ္မဇတေဇောဆိုတော့ခန္ဓာကိုယ်အပူငွေ့ပေါ့အပူတက်ရှိတယ်ခန္ဓာကိုယ်ဆန်းလိုက်လို့ရှိရင်အပူတက်ရှိတယ်တေသွားတယ်မသားဒီမှာအေးခဲသွားတယ်အပူတက်မရှိတော့ဘူးတေသွားတယ်မသားကြီးကအေးဆက်တောင့်တင်းသွားတယ်အဲ့ခန္ဓာကိုယ်မှာကမ္မဇတေဇောတက်မရှိတော့အဲ့ကမ္မဇတေဇောနဲ့ဇီဝိတိန်တွေဆိုတဲ့အတက်နေရာတဲ့မင်းနဲ့အလင်းရောင်လိုပဲတဲ့ မီးပြစ်လာတဲ့ခါကျတော့အလင်းရောင်ကိုမြင်ရတယ်အဲ့ဒီအလင်းရောင်ကြောင့်ပဲဒါမီးလို့သိရတယ်အဲ့တော့မီးနဲ့အလင်းရောင်ဒီခွဲခြားလို့မရတဲ့အရာဖြစ်တယ်အဲ့တော့ဒီလိုခွဲခြားလို့မရတဲ့အရာကိုဇီဝိတ္တင်တွင်နဲ့ကမ္မဇတေဇောလို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့မှာဇီဝိတ္တင်တွင်နဲ့ကမ္မဇတေဇောဆိုတာလည်းအကောင်တကောင်အနေနဲ့ရှိနေတာမဟုတ်ဘူးရုပ်တိုင်းရုပ်တိုင်းမှာဇီဝိတ္တင်တွင်ရုပ်ကမ္မဇတေဇောရုပ်ရှိတယ်ဟုတ်ပြီလား ဲ့တော့အတ္တဆိုတဲ့သဘောတရားဒီလေအကောင်တတ္တဝါလေးမဟုတ်ဘူးဒါကြောင့်မလို့အတ္တဒီလေအနတ္တပဲအတ္တမဟုတ်ဘူးအကောင်မဟုတ်ဘူးဒါဆိုရင်ဒီဇီဝိတ္တိန်တွေဒီပုံမှာဒီပတာရယုတ်ဒီပုံမှာဆွဲမိပြီးဖြစ်ပေါ်နေတဲ့စိတ်တရားရောအတ္တလားအနတ္တလားဆိုတော့ तू ကတိုက်မှာဖြစ်တဲ့သဘောတရားဖြစ်တဲ့အတွက် तू လည်းအနတ္တပဲအတ္တမဟုတ်ဘူးဒီလိုစဉ်ဆက်မပြတ်ဖြစ်နေတဲ့အရာကြီးကရက်မသွားဘူးဘာဖြစ်လို့လဲဆိုတော့ကံဆိုတဲ့အရာကြီးကိုကျွန်တော်တို့ဒလဇက်ကြီးလုံနေကြတာနန်းဆိုတော့ တွေးတယ်ကြံတယ်အဲ့တော့ဒီခန္ဓာကိုယ်ကြီးကိုစင်စက်မပြတ်ရှင်သန်ဖို့တခါထပ်မေးတယ်ဘယ်အရာတွေကဒါကမြတ်စွာဘုရားရှိခိုးတုတ်တန်နေတခါတုတ်တန်နေတခုပြီးတခုပေါင်းဆက်ပြီးမှပြောရတာဖြစ်ခြင်းကြောင့်အများကြီးတော့တက်တည်ပြလို့မရနော်မြတ်စွာဘုရားကိုမေးတဲ့အခါမှာဒီခန္ဓာကိုယ်ကြီးမှာတဲ့အသက်ရှင်မှုအတွက်ဘာလို့လဲဆိုတော့အာဟာရတဲ့အာဟာရ၄မျိုးရှိတယ်ကပလီကာရအာဟာရတဲ့ကျွန်တော်တို့စားတယ်တောက်တယ်ခဲတယ် အဲ့ဒီအဟာရကြောင့်လေဒီကနေရုပ်ဒီနံနေဆက်ဆက်ခဆက်ခဖြစ်တယ်။နောက်တစ်ခါဖတ်တာအဟာရတွေ့ထိတဲ့သဘောတရားတွေကျွန်တော်တို့ကတခုခုနဲ့ကောင်းတယ်ဆိုတဲ့ဒီနဲ့မှတ်သားထားတယ်။အဲ့ဒီမှတ်သားထားတဲ့အရာတွေနဲ့တွေ့ထိတဲ့ခါမှာကျွန်တော်တို့ကစိတ်ရဲတယ်လို့ချမ်းသာတယ်ဆိုတဲ့ဝေဒနာတွေကိုခံစားရတယ်။အဲ့ဒါဒီဖတ်တာအဟာရမနောတင်စေတနာအဟာရမနောတင်စေတနာအဟာရဆိုတော့လှုံ့ဆော်တာအာယုံကောင်းကောင်းလေးတွေမြင်မြင်နဲ့အာယုံကောင်းကောင်းအတန်လေးတွေကြားကျင်နဲ့စိတ်ဆော်တဲ့သဘောတရားတစ်ခုရှိတယ်။စိတ်ဆော်တဲ့စိတ်ရှိတယ် ဲ့ဒါတွေကိုမြင်နေနေနဲ့စိတ်စော်တဲ့စိတ်သင်္ခါရတစ်ခုရှိတယ်။အဲ့ဒီဟာလေးကိုမနောတင်စေတနာအဟာရလို့ခေါ်တယ်။အဲ့ဒီစေတနာအဟာရကြောင့်လေဒီရုပ်တွေနဲ့နေဆက်ခါဆက်ခါဖြစ်နေ။နောက်ထပ်အဟာရတစ်ခုကဝိညာဉ်အဟာရ။ဝိညာဉ်ဆိုတဲ့သဘောတရားကစိတ်ပဲ။စိတ်ဆိုတာစိတ်ကိုဘာလို့ဝိညာဉ်လို့ခေါ်လဲလို့မေးလို့ရှိရင်စိတ်ဆိုတဲ့သဘောတရားခွဲပြီးပြောရလဲဆိုရင်အာယုံကိုတိတတ်တာဒီစိတ်။ဒီအာယုံရဲ့သဘောတဘာဝကိုတိတာစိတ်။ဝိညာဉ်ဆိုတဲ့သဘောတရားကတော့အထူးတိသွားတာ။ အဲ့ဒီပုံမှာပညာရက်တွေပါလာတယ်။ဥမာမေတ္တာစိတ်ရှိတယ်၊ကရုဏာစိတ်ရှိတယ်ဆိုပြီးခေါ်ကြတယ်။အဲ့ဒီနေရာနေပြီးတော့ထူး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 တည်သွားတာကိုဝิญဉေလို့ခေါ်တာ။ဝิญဉေဆိုတဲ့အဆိုအဲ့ဒါကြောင့်ဝิญဉေနဲ့ခန္ဓာဆိုပြီးတော့ထပ်ဖြစ်လာတယ်။အဲ့ဒီပုံမှာတွေးတော့တာတွေ၊စင်ကျင်တာတွေ၊စီစောတာအကုန်လုံးပေါင်းပေါင်းဆက်ထားတာကိုဝิญဉေနဲ့ခန္ဓာလို့ခေါ်တယ်။အဲ့တော့ဝิญဉေဆိုတဲ့သဘောတရားလေးကကောင်းမှုကုသိုလ်တွေလုပ်လိုက်တယ်။အဲ့ဒါကိုအဘိသင်္ခါရဝิญဉေလို့ခေါ်တယ်။ မကောင်းမှုတွေပဲလုပ်လို့ကောင်းမှုတွေပဲလုပ်လို့အဲ့ဒီကံတင်္ခါရတွေလုပ်လိုက်တဲ့ခါမှာမိမိမှာအဲ့စိတ်တွေဖြစ်ပေါ်လာတယ်ကုသိုလ်အကုသိုလ်စိတ်တွေဖြစ်လာတယ်အဲ့ဒါကိုအဘိတင်္ခါရဝိညာဉ်လို့ဖြစ်တယ်နောက်ဘဝကိုအကျိုးပေးတာဒီအဲ့ဒီအဘိတင်္ခါရဝိညာဉ်ကအကျိုးပေးတာအဲ့တော့စေတနာအဟဝိညာဉ်အဟာရဆိုတာဒီအဲ့ဒီအဘိတင်္ခါရဝိညာဉ်ကိုပြောတာနောက်ဘဝအကျိုးပေးမဲ့မျိုးစိတ်အဘိတင်္ခါရဝိညာဉ်ဒီခမရပြုလုပ်တဲ့ကံတွေကုသိုလ်ကံအကုသိုလ်ကံတွေကနောက်ဘဝအတိတ်တစ်ခုကိုအကျိုးပေးလာပဲဟုတ်ပြီလား ဲ့တော့စိတ်ဒီတကိုယ်လုံးထဲမှာပြန့်နှံ့နေတာဖြစ်တိုင်းမှာပေါ်တိုင်းမှာဖြစ်တယ်အဲ့ဒီစိတ်ဒီကချုပ်လို့မရအောင်လားဆိုရတယ်ကျွန်တော်တို့လက်ရှိအသက်ရှူနေတယ်ဟာလားအသက်ရှူနေတဲ့နေရာအစုပ်ကဘယ်ကအလုပ်လုပ်လဲလို့မေးလို့ရှိရင်တင်္ခါရကာယတင်္ခါရလို့ခေါ်တယ်အဲ့ဒါကိုမြတ်စွာဘုရားကဒီဝิญဉ်ဆိုတဲ့စိတ်ကဘယ်မှာတည်လဲလို့မေးလို့ရှိရင်နေရာလေးနေရာမှာတည်တယ်တဲ့ဘယ်နေရာမှာတည်လဲဆိုတော့ရုပ်မှာတည်တယ်တဲ့ခုနပြောတဲ့ပတာရယုတ်ဒီမှာတည်တယ်တကူလုံးမှာရှိတယ်ပတာရယုတ်ဒီမှာတည်တယ်နောက်တစ်ချက်က သင်္ခါရမှာတည်တယ်တဲ့နောက်တစ်ချက်ကဝေဒနာမှာတည်တယ်တဲ့နောက်တစ်ချက်ကတဏ္ဍာမှာတည်တယ်တဲ့မှတ်သားထားတဲ့တဏ္ဍာဒီပေါ်မှာလည်းဝิญဉ်တည်တယ်ပြုပြင်စေစောတက်တဲ့သဘောတွေမြင်မြင်နဲ့ကြားကျင်နဲ့စားကျင်နဲ့ဆိုတဲ့သဘောတွေမှာလည်းဝิญဉ်တည်တယ်အဲ့တော့ခံစားတတ်တဲ့ကောင်းတဲ့ဆိုးတဲ့ချမ်းသာတဲ့ဆင်းရဲတဲ့ခံစားတတ်တဲ့ပုံမှာလည်းဝิญဉ်ကတည်တယ်အဲ့တော့ဒီဝิญဉ်တည်ဒီဝิญဉ်တည်နေတဲ့အခါကျမှဒီခန္ဓာကိုယ်ကြီးကအလုံးလုံးတယ်အဲ့တော့ဒီခန္ဓာကိုယ်ကြီးတည်သွားရင်ဒီခန္ဓာကိုယ်ကြီးကဘာဆွန့်သွားလဲဆိုတော့တရားသုံးပါးဆွန့်သွားတယ် ဇီဝိတဇီဝိတင်တွေရဲ့ကမ္မဇတိသောရင်ဝိညာဉ်ရယ်ဆိုပြီးတုံးမကဒီခန္ဓာကိုယ်ကနေစွန့်သွားတဲ့ခါကျရင်ဒီခန္ဓာကိုယ်ကြီးတည်တယ်။အဲကြောင့်မို့တေဇဲတတ္တဝါလို့ခေါ်တယ်။ဒီခန္ဓာကိုယ်ကနေဒပလီတဲ့ဒိုင်းကိုတည်သွားတာမရှိဘူး။တခုချင်းတခုချင်းတည်တာကမ္မဇယုတ်တွေတည်တယ်တခုပြီးတခုတည်တယ်နောက်ဆုံးတည်တာနာပဲ။အဲ့ဒီနာကဘယ်လောက်ထိကြာလဲဆိုနာယီခွက်လောက်ကြာမှတည်တယ်။နားထဲမှာရှိတဲ့ပတာရယုတ်ကနာယီခွက်လောက်နေမှတည်တယ်။အဲ့တော့မြတ်စွာဘုရားကဒါကြောင့်မို့တတ္တဝါတဝူတည်တယ်ဆိုရင်တော့တေဇဲတတ္တဝါလို့တုံးတာ။ မွေးလာတယ်ဆိုရင်လည်းဖြစ်စဲတတ်တော့အရင်ဆုံးစားပြီးတော့ကလာလာရေကြီးလေးစားပြည့်တယ်တပြည့်ကနေအဲ့လိုအခက်မငါးပြားဟာလာတပြည့်ပြည့်နဲ့များလာပြီးတော့ခန္ဓာကိုယ်အကောင်လေးပေါ်လာဖြစ်စဲတတ်တော့တည်စဲတတ်တော့လို့သုံးတယ်ဟုတ်လားအဲ့တော့မြန်းစွာဘုရားရဲ့ဒီတရားတွေခါဒီခန္ဓာကိုယ်ကိုပြောတာဒီခန္ဓာကိုယ်ကိုအဲ့ဒီလိုခွဲခြမ်းစိတ်ဖြာပြီးနားလည်လိုက်လို့ရှိရင်ခင်ဗျားတို့တရားအထုတ်ရတာလွယ်သွားတယ်အဲ့ဒီလိုပဲခင်ဗျားတို့ဘာကိုစဉ်းစားစဉ်းစားဘာကိုတွေးတော့တွေးတော့ကြည်ဝကျင်တာချမ်းသာကျင်တာပဲဖြစ်ဖြစ်ဒီတရားတွေကိုတည်ထားရင်နီးလန်းမှန်မှန်နဲ့လုပ်တတ်တယ် အဲ့ဒါလေးကိုနားမလည်ထားလို့ရှိရင်မဟုတ်တာတွေမမှန်တာတွေအတွေးတွေမိစ္ဆာဒိဋ္ဌိအတွေးတွေမိစ္ဆာဒိဋ္ဌိအမြင်တွေဝင်လာတတ်တယ်နော်